တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တက်ဆမှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆမှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ကန်အပ်ပါတယ်ခင်ဗျာခုတကပရမအုံဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဇေယနာရှင်မြဲပြတ်ရေးတို့က DNA လေးကအန်ယူဂျီပါဝဲမဟာမိတ်များနဲ့ဆက်လက်လက်တွဲမှာဖြစ်ပြီးတိမ်ပိုက်ထားတဲ့မျိုးနွယ်များစကောင်းစီထန်းတို့ပြန်ပေးရန်စီစဉ်မရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် ဆယန္နာရှင်မြက်ဖြက်ရေးတို့ကဒီအန်နယ်လေးကအမျိုးသားညညွေးအစိုးရအန်ယူဂျီပါဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲသွားမှာဖြစ်ပြီးတော့ဒိမ့်ပိုက်ထားတဲ့မျိုးနယ်များပြန်ပေးရန်မရှိသေးဘူးလို့ဒီအန်နယ်လေးတွဲပတ်တွင်ရင်မှုနဲ့ဘူမူဂျီတပ်ပံလာကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုပါတယ်လက်ရှိမှာတန်လင်းနေနဲ့အချမ်းဘတ်ဆယန္နာရှင်မြက်ဖြက်ရေးကိုဆက်လက်ကန်ဆွဲထားစေဖြစ်ကြောင်းယခုချိန်မှာဆယန္နာရှင်မြက်ဖြက်ရေးမလုံဆောင်နိုင်ရင်နောက်မျိုးဆက်များသည့်အပြေးရလိုက်ဇုံးတွေးလိုက်တိုက်ပွဲများပြန်ဖြစ်လိုက်တဲ့တန်တရားလေးနေမှာဖြစ်တယ်လို့ ဘုံမူကြီးတပန်လာကရှင်းပြပါတယ်အခုဘုံရန်သူဆေးရနာရှင်မြေဖြက်ရေးကိုကျွန်တော်တို့မဟာမိတ်တွေအန်ယူဂျီပါဝင်နဲ့ဆက်လက်လက်တွဲတော့ပါမယ်အခုကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုံးနိုင်ရင်နောင်လာနောက်သားတွေဒီဒါကိုဆက်ပြီးတော့ခံရမှာပါလို့၎င်းကဆိုပါတယ်ဒါပြင်လက်တလော့တင်းလေးကတင်းပိုက်ထားတဲ့မျိုးနယ်များကိုစကောင်းစီထန်းတို့ပြန်ပေးရန်ဒေယုံနိုင်ငံရဲ့ဖီးအားတွေရှင်းနေပေမဲ့ပြန်ပေးမှာမဟုတ်ကြောင်းဘီသူလူတို့နေနဲ့တတက်ကြောကြောပူပေါင်းပဝင်ချရန်ရေးကြီးချောင်းသူကဆိုပါတယ်အခုလာရှုံမျိုးလိုမဖြစ်သေးတော့ဘီသူတွေကတတက်ကြောကြောပါဝင်ပေးကြပါ မျိုးရဲကားဝယ်ရေးတက်တင်မှာပြည်သူတွေပူပေါင်းပေါဝင်ပေးကြပါလို့သူကဆိုပါတယ်။လက်ရှိမှာငလျင်တို့ရဲ့မြောက်ပိုင်းကြီးနောင်မားမိတ်ဒုံပွဲအနေနဲ့အပြေးခက်ရဲစဲရေးချင်းညာထားတဲ့တို့ကထိုးဆက်ဆက်မှာမဟုတ်ပဲခိုးကန်ကားဝယ်ဈေးကိုသာဆောင်ရွက်မှာဖြစ်ကြောင်း DNL နေနဲ့မိမိတို့တင်ပိုက်ထားတဲ့မျိုးနယ်များမှာပြည်သူများရဲ့ဇာဝင်းနေရေးနဲ့လုံခြုံရေးကိုထိုးလေထားကြောင်း၎င်းကထုတ်ပေါ်ပြောဆိုသွားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အမ်မြုပ်တိန်တိုက်ပွဲမှာဇလင်းဘာခါဖားကရဲဘော်ရှေးကိုအသက်ပေးလူခဲ့ကတပွဲဝင်ရဲ့အိမ်ပြန်ခီး ဒေတာကန်ပြည်သူတွေဝမ်းပန်းတတနှွေထွေးစွာကြိုးဆိုတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။အမျိုးတိန်တိုက်ပွဲမှာအာခါတက်တော်အေအေနဲ့တူလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ဇလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာစစ်စင်ရေးတာဝန်ပြီးဆုံးတဲ့အတွက်အမင်းမြေတို့ပြန်လာခဲ့ရမှာ။ဒေတာကန်ပြည်သူတွေကဝမ်းပန်းတတနှွေထွေးစွာကြိုးဆိုခဲ့ကြတယ်လို့အဒီဘွဲရဲ့မေလာ၃ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ဇလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်အင်အားတရာဟာအမျိုးတိန်တိုက်ပွဲနဲ့နောက်ပိုင်းစစ်တပ်နာချုပ်နာဘကအသိပ္ပယ်ရေးစစ်စင်ရေးတွေမှာမဟာမိတ်တပ်ရင်တပ်ဖွဲ့တွေအပါအဝင်အာခါတက်တော်အေအေနဲ့တူလက်တွဲက တာဝန်ခြေပုံစွာထမ်းဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။အဆိုပါအမျိုးတိုင်တိုက်ပွဲတွင်ဇလင်းမျိုးနယ်ပြည်သူ့ကားကိုရဲဖွဲ့မှရဲဘော်ရှေဦးဟာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်တွယ်အသက်ပေးလိုခဲ့ရပြီးတော့ရဲဘော်တအူကိုလည်းငါဆုံးရှုံးခဲ့ရပါတယ်။ဒါပြင်အမင်းမြေပြန်ခရီးစဉ်မှာသူတို့တွေကိုဒေသခံမိဘတွေကဝမ်းမတက်တာဂုံပြုကြိုးဆိုခဲ့ကြပြီးတော့ကြာဆုံးရဲဘော်တွေကိုလင်းနေပြုဦးညွတ်အပ်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မင်းဘူးမှာခမရ၄တခုတည်းရမှာစမှုတန်တတတဲ့တုံး လက်နက်၃လက်နဲ့ခဲယမ်းများယူဆောင်လာပြီးလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းမင်းဘူးခရိုင်ခါမရလေတက်ကွန်တရဲမှစမှုတန်တတတဲ့တုံးကလက်နက်၃လက်နဲ့ခဲယမ်းများယူဆောင်လာပြီးလင်းဝင်ရောက်လာခဲ့တယ်လို့မင်းဘူးခရိုင်မှတ်နေတရင်အမတ်တစ်စစ်တေသားမှတာဝန်ရှိသူတဦးကပြောပါတယ်။ AB လာ၃၀ရက်နေ့ဓမ္မကုသကိုလောက်ကန်ခါမရလေတက်ကွန်တရဲမှစမှုတန်တတတဲ့တုံးဟာလက်နက်၃လက်တို့ကိုယူဆောင်လာခဲ့ပြီးမင်းဘူးခရိုင်မှတ်နေတရင်အမတ်တစ်စစ်တေသားထံသို့လင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ထို့ကဲ့သို့လဲဝင်ရောက်လာတဲ့စမှုတန်တတတဲ့တုံးဟာအောင်လံမျိုးနဲ့ဇလင်းမျိုးနဲ့နဲ့နေပြီးတော့မျိုးနယ်တွေမှာအချမ်းဘတ်စတက်ရဲ့ပေါ်တာဆိုရဲ့ဖန်ဆင်းမှုခံရတဲ့သူများဖြစ်ပြီးတော့စမှုတန်အပတ်စဉ်ခွန်တက်ရောက်ခဲ့ရတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။အဆိုပါအလင်းဝင်လာတဲ့စမှုတန်တတတဲ့တုံးဟာ MA1 တုံးလက် 5.56G 650တောင်းကြီးအိမ်15ကိုအေခွဲမှန်3ခုဇဲဟုတ်ထုတ်3လုံးလက်ပစ်ပုံ3လုံး EY 3လုံးတို့ယူဆောင်လာခဲ့တယ်လို့သိရပါတယ်။စမှုတန်တတတဲ့တုံးကအောင်လံမျိုးနဲ့ဇလင်းမျိုးနဲ့နေပြီးတော့မျိုးနယ်ဘက်ကပါ စမုဒန်တတတဲ့အပတ်စဉ်ခွန်ပါပေါ်တာဆွဲခံရတာရက်ွက်ထဲမှာလည်းဘေးဆိုင်ထိုင်ရင်ဈေးထဲမှာဈေးဝယ်ရင်းနဲ့ပေါ်တာဆွဲခံရတဲ့သူတွေပါဧပိလ30ရက်နေ့အလင်းဝင်ရောက်လာခဲ့တာပါစမုဒန်တန်တန်းနေ့ကတော့ဘာထူဟိုပုံရက်ဆောက်ဘက်တွေမှာပါအခုလို့ကိုယ့်ရဲ့ဒီစိမ့်နဲ့ကိုဖတ်ပြောင်းဖို့လုံလာတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့လည်းလေးစားပါတယ်လိုက်လဲဆိုရလဲကြိုးစိုးလေးရှိပါတယ်ဗီဒီယိုတွေဘက်ကရက်တိပီဖတ်ပြောင်းဖို့လုံဖို့လဲနောင်မကျသေးဘူးဆိုတာပြောချင်ပါတယ်လို့မင်းဘူးခရိုင်အမှတ်နဲ့တည်ရင်အမှတ်တစ်စစ်တွေဒါမှတာဝန်ရှိသူတဝူကပြောပါတယ် အဆိုပါလင်းဝင်ရောက်လာတဲ့စမှုတန်တသက်တဲ့တုံးကိုစေဖက်ဆိုင်ရာလုံထုံးလုံးနေများနဲ့အညီစစ်စစ်လက်ခံပြီးတော့ဂုံပြူးစုံွေချင်းမြင်ကြကြောင်းဆက်လက်ပြီးတော့ပြည်သူနဲ့ပူပေါင်းလို့တဲ့စကောင်းစီတသားများကိုလည်းမင်ဘူးခရိုင်မှန်းနစ်တရဲမှလက်ခံကြိုးစို့လျက်ရှိကလိုးခွင်ရေးကိုအပြေးဝရရှိစေပြီးလန်နန်နဲ့လင်းဝင်လာသူတွေကိုစုံွေတွေချင်းမြင်ပေးတော့မှာဖြစ်တယ်လို့ဒီပေးနှုတ်ဆော်ထားပါတယ်ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်တိုင်းတိုက်ကြီးမျိုးမှာရဲစခန်းကိုမိုင်းနဲ့ဖောက်ွက်တိုက်ခိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်ရန်ကုန်တိုင်းတိုက်ကြီးမျိုးနယ်မျိုးမှာရဲစခန်းကို မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေးမှတာဝန်ရှိသူတအူးကပြောပါတယ်။မေလ3ရက်နေ့ည7:25မိနစ်ချိန်ဝင်းချင်းမှာရန်ကုန်တိုင်းတကြီမြို့နယ်မှာရှိတဲ့မြို့မရဲစခန်းကိုပြင်အားမြင့်ဝေဒိမိုင်း3လုံးမှလက်ပစ်ပုံကပ်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေးနဲ့နောက်ပိုင်းခရိုင်ဘက်ကဘာတို့ပူးပေါင်းပြီးထိထိရောက်ရောက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်။အဆိုပါကြောင်းရနဲ့ပတ်သက်ပြီးတကြီမြို့နယ်မှာပြည်သူတချို့ကိုဆက်သွယ်မေးမြန်းရမှာယမန်နေ့ညပိုင်းအေဇီယန်စစ်မှုနဲ့စစ်ဆေးရေးတချို့မြင်တွေ့ခဲ့ကြောင်း တို့ရမှာရဲစခန်းဘုံပေါက်ပွဲမှုဒေသိုက်ကိုမသိရှိရကြောင်းပြောပါတယ်။မနေ့ကညပိုင်းကတိုက်ကြီးမြို့နယ်ထဲမှာအဲစင်းစစ်တာတွေရှိပါတယ်။စစ်စေးရေးတွေဝင်လာတော့ရှိတယ်။ရဲစခန်းဘုံပေါက်တာတော့ဘာဖြစ်လဲတော့ကျွန်တော်တို့မသိဘူးလို့တိုက်ကြီးမြို့နယ်အုပ်ပန်းစုရက်ကွက်မှာပြည်သူတအူးကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်သူ့ကုံရီစုကိုကင်အဲရစ်ကမိခင်ဖြစ်သူကိုစားလက်ခံရယူမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုံရီစုရရှိခဲ့တဲ့အပန်းစည်းကံနိုင်ငံရေးကျင်းတာလူလူခေါင်းဆောင်တော်ဆန်းစုကြည်ကိုစား ဒါဖြစ်သူကိုတိန်လင်းကော်ကင်အရစ်ကလက်ခံရယူသွားမယ်လို့မေလ3ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ဒီဆိုဟာတောင်ဆန်းစုကြည်ရဲ့ပေါ်ကတလျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့နင်နာခံမှုမြေတတရားနဲ့နိုင်ငံရေးဥပဆောင်မှုတွေအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြံပတ်ဆရာနာရှင်ကိုဒူးမထောက်ပဲကြံချမ်းခံဒုံးလန့်နေတဲ့ဇေကွန်အားတွေကိုဥညွတ်ခုံပြူထားလို့အတင်းရဲ့လုံမှုဆောင်ဖွဲ့ကကြေညာထားပါတယ်။အဆိုပါပြည်သူ့ကုံရီအတင်းကိုမြန်မာပြည်တွင်းကခုံပြူတင်ခုံပြူတိုက်သူတွေဘီဘားရောက်တိုင်းရင်းသားမြန်မာမိသားစုတွေကဝန်ဝန်းခုံပြူနိုင်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဇူပေပွဲအခမ်းအနားကိုအမေရိကန်နိုင်ငံတက္ကသဌာနကွဲဟိုစတန်မြို့မှာမေလ24ရက်နေ့မှာကျင်းပသွားဖို့ရှိပါတယ်။အဆိုပါ16ကြိမ်မြောက်ပြည်သူ့ကုန်ရေးဂုဏ်ပြုပွဲအခမ်းအနားကိုနိုင်ငံရေးဝန်ကြီးဒေါ်စင်မောင်ပြည်သူ့တံမတ်ကြီးဦးကျော်မုံထွန်းလူဝင်ရေးဒူးဝင်ကြီးဦးအောင်ကျော်မို့တို့တက်ရောက်ချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။အရင်နောက်ဒရုံးကြောက်ဘာပူးနဲ့ငလျင်ထိတိုက်ဒိုးချိန်ဆိုတဲ့ဒေါ်လန်ဘတ်တော်သားတို့ရဲ့ရေသာဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။အရင်နေ့ကမတ်လ28ရက်နေ့မွန်လွဲချိန်7နာရီခွဲလောက်ထိစေယုံချုပ်ကအခမ်းအနားမှာ ေါ်လန်ရင်နဲ့မင်ကိုနဲ့ညာစာစားပွဲအကြောင်းစမျိုးပြန်ရင်မင်းအောင်လင်ဟာဓာတ်ရိုက်စီရင်ခန်းစာတချို့ကိုအေးလိုလိုထိုင်ဖက်နေခဲ့ပါလိမ့်။နောက်ပတ်ထိုင်းနိုင်ငံမှာပေတုံတန်ရောမိုဒီကိုရောအာဆန်ခေါင်းဆောင်တချို့နဲ့တွေ့ရင်ရောပြောရမယ့်အကြောင်းတွေကိုနှုတ်ချပေးလဲရင်းနေကြတယ်။အဲဒီလိုရင်းနေတဲ့ချိန်12နာရီ54မိနစ်လောက်မှာသူ့ရဲ့ထိုင်ကုန်တစ်ချက်လှုပ်သွားတာကိုခန်းစားလိုက်ရတယ်။အဲဒီမှာငါပဲခေါင်းမူတာများလားလို့ဇဝေဇဝါဖြစ်နေချိန်အစာအဝေးဟာဇက်တိုက်ရင်ထိုးလောက်ခွာလာပြီးတော့မျက်နှာချက်တွေတပုံပုံကွာကျနေတာကိုမြင်တွေ့လိုက်ရပါတယ်။ နေပြီးတော့အစာအုံကြီးတွေဟာနုံမြူပုံနဲ့ဂျဲခန့်လိုက်ရတယ်လို့မျိုးလောက်ကရိန်ထိုးပြီးတော့အုံငနဲ့ဘုံငနဲ့မြေကပြိုကျကုန်မှာတော့တယ်ဒါဟာ PDF တွေရဲ့အသေးခံဒရုန်းတွေကြားရောက်ပေါက်ွက်တာလို့ထင်တဲ့တော့မင်းအောင်လိုင်းဟာကြောက်လန့်တကြားနဲ့ထိုင်းကုန်းပေါ်ကနေစကနဲထပြီးဇဝဲကုန်းအောက်တဲကိုခွေးလိုတိုးကပုံနေခဲ့ပါတယ်တဲ့တရင်ကတော့မှကဘာပြတ်တယ်လို့နဘူးတွေဒုတွေခံစားလိုက်ရတဲ့တော့အကြံဘက်ရာဇဝဲကောင်ကြီးဟာမျက်စိကိုယ်ထောင်မပွင့်ရတော့ပဲဖယားခဲ့ပါဖယားခဲ့ပါမြတ်စွာဘုရားကဲတော်မူပါဆိုပြီးဖင်ကုန်းအော်နေခဲ့တာတဲ့ရာသမ ्या ဖယားစားတွေ ိတ်ထဲမှာပေါ်သည်မြကားထားလေးကိုဝတ်ကုန်းရောတော့တာပဲတဲ့ဗျာ။အဲခဏနေတော့တကားကိုတွန်းပွင့်ပြီးအလော်တကြီးဝင်လာကြတဲ့လူတစုရဲ့ခြေတံတွေကိုကြားလိုက်ရပါတယ်။ဒါတွေဟာ PDF တွေလားဒါမှမဟုတ်ငါ့ကိုလှုပ်ချန်ကြမယ်ကောင်းနေလားလို့တကူတည်းတွေးပြီးဒုတုံသွားပါတယ်။သွားပြီ။ဒီတကားတော့ငါလည်းရောက်ပြီ။ငါခံရပြီလို့တွေးယူတွေးတန်းတွေတွေးမိရင်သေးတွေပါထွက်ကြကုန်တဲ့။ရင်းနေလဲတဒိန်ဒိန်ခုန်နေပြီးလူကလည်းချက်တိကြီးတေသွားပါတဲ့။ဒါပေမဲ့အဘအဘအဘဘယ်မှလဲအဘလို့မေးလိုက်တဲ့အတန်တွေကိုကြားမှသတိပြန်ဝင်လာခဲ့ပြီးတော့ ဒါက PDF တွေမဟုတ်ဘူးဒေသန်တွေဟာငါလူတွေရဲ့အတန်တော်ပါသေးရဲ့လို့တွေးတယ်ပြန်ဝင်လာတယ်။ရင်ဘက်ကိုဖိပြီးတော့ကိုရေးရရှိနေတဲ့တတော်ဆောင်တွေကိုငါဒီမှာကွာဆိုပြီးဇဝဲကုံအောက်ကနေဝမ်းတာအားရပြန်ထူပါတဲ့။ဘာဖြစ်သွားသေးလဲပါ။ဘယ်နေရာတွေကိုထိသွားသေးလဲဆိုပြီးမေးတဲ့ခါကျမှဘာမှမဖြစ်ဘူး။ဘယ်မှလည်းမထိဘူး။ဒါနဲ့ခုနကဘာဖြစ်တာလဲ။ဒရုန်းတွေဘယ်နေရာကိုကျတာလဲလို့လော်တကြီးပြန်မေးပါတဲ့။ဒရုန်းမဟုတ်ဘူးအဖ။ငလျင်လောက်တာငလျင်ကြီးလောက်သွားတာပါအဖလို့ဆိုတော့မှ ဟေးဟုတ်လားလို့မေးပြီးတော့ဟင်းငနဲ့တက်ပြင်းချနိုင်ပါတည်းတော်သေးတာပေါ့ကွာငါက PDF ရဲ့ဒရုန်းနေဒီတခါငါတို့စေယုံနဲ့ကြပြီလို့ထင်နေတာကွာလို့ဝမ်မန်းတက်တာနဲ့ပြန်ပြောခဲ့တယ်။ဟုတ်ကဲ့အဖအခုတော့ငြိမ်သွားပြီစိတ်ချရအောင်ကျွန်တော်တို့အပြင်ထွက်ကြမယ်အဘထားဆိုပြီးဇဝဲကုံအောင်မှကရုံကရင်နဲ့ပုံနေတဲ့မာလာကိုဆွဲထုတ်လိုက်ကြပါတည်း။အဲဒီလိုဆွဲထုတ်လို့ဘာပူမတက်ရက်လိုက်တဲ့ချိန်မှာပဲဘာပူရဲ့ဘောင်းဘီအောက်ပိုင်းတစ်ခုလုံးကသေးတယ်ရွှဲစုံနေပါတည်း။အဲခုနကငရင်လှုပ်တဲ့ချိန် ဇပွဲဘောကရေခွက်ငါးဘောကိုမှောက်ကြတာကွာလို့ရှယ်ရမ်းရမ်းပြီးပြုံးဖြီးဖြီးနဲ့သူ့ဟာသူမလုံမလဲဖြေဆိုတယ်ဆိုပဲအဲဒီမှာဘောင်းမီတထဲကိုအမြန်ဆုံးယူကဝင်လဲပြီးတဲ့နောက်အစာဦးလို့ရာရှေးဘက်မြေခွက်လက်စီကိုကတုတ်ကရက်နဲ့ပြေးထွက်လာခဲ့တာပေါ့နောက်တော့ကြောက်စိတ်မပြေသေးတဲ့ဘာဘူးကိုခုံတလုံးချပေးပြီးအပစအေးထားပါပါရေခဲပါပါလို့ပြောပြီးထိုင်နေစေပါတည်းမယောင်လင်ကခဏလေးနေတော့ကြောက်စိတ်ပြေသွားပြီမဲ့ချက်ချင်းမဲ့စူးစူးဝါးဝါတွေထားပြီးတော့အော်ဟဲပါတော့တယ်ဟဲအောင်ကြောသွားလင်းငါးရင်ရောငါးရင်ဘာဖြစ်သွားသေးလဲ ဟဲ့အောင်နေမင်းတို့မေရောငါမေးတွေငါသားသမီးတွေကိုဘလို့ချင်းလေးတွေရှိလဲဖုံးဆက်မေးစမ်းပြေးကြည့်ကြစမ်းမြန်မြန်လုံးကြကွာဆိုပြီးတော့អော်ဟစ်နေတာပါအဲ့ဒီခိုက်တဲ့ဟာမင်းအောင်နိုင်ဖို့တကယ်ကိုခြေမကိုင်းမိလက်မကိုင်းမိချင်းနေတဲ့ ਨੇ မြောက်ကိုမိခဲကိုင်မိတယ်လို့ခနာမငိမ့်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်နောက်ဆုံးတော့ဟဲ့အောင်ဖုံးပေးစမ်းဆိုပြီးသူကိုယ်တိုင်ခေါ်ကျုံမာကြီးကိုဖုံးဆက်ခေါ်တယ်တဲ့ဗျာနေကုန်းချုပ်ရမယ်ဆိုရင်တော့အာနာတိန်ပြီးခါစားကသူ့ရဲ့လမ်းကြောင်းလေးကိုယထာတစီဖြတ်မောင်းပြီးဝင်လာလို့ဒါကငါ့ကိုလှုပ်ချန်တာဆိုပြီးယထာဆက်ကောင်မောင်းကိုရော အလံပြားကိုရောဘူဓာယုံမိုင်ကြီးကိုပါနရင်ရိုက်ပြီးတော့ချုပ်ထဲထည့်ပြခဲ့တယ်။တထားဝင်ကြီးကိုတော့ကျင်းယုံတာချိန်မောင်းပြီးတရီပေးခဲ့ပါတယ်။အဲဒုတိယတကလူတီများတဲ့ဖြစ်ရကတော့မင်းမျိုးစတက်ကတူအကြောင်းနဲ့တကြံချဖို့တရင်မောင်းချသွားခဲ့တော့ညာအချိန်ရှော့တိုက်ဒုံးနေနဲ့အထုခံရတဲ့ဖြစ်ပြပေါ့။ညာကြီးအချိန်မတော်သွေးပြက်ပြီးအိမ်သားတဲ့ဝင်ပုန်းနေခဲ့ရပါတဲ့။နောက်ပြီးဆက်ပြီးတော့မေးရတော့တဲ့တော့ရေဟရင်စီစဉ်ပြီးတော့ညာတွင်ချင်းမဲ့ထွက်ပြေးလာခဲ့ရပါတယ်ဆိုပဲ။တတိယတစ်ခေါက်ကတော့နေပြီးတော့ကိုပီတရက်တွေကဒရုန်းနဲ့ထုလို့ မိသားစုလိုက်လမ်းကောင်းနဲ့ဆင်းပုံခဲ့ရရှာသေးတယ်။နောက်ထပ်စတုတ္တရတစ်ခုကဒူးချုပ်ဇဝင်းဟာတွားလေးရလာလေးရရောက်လေးရမှာဒရုံနဲ့အထူးခံရတဲ့ဇာတာရှိတယ်လို့ယုံကြည်တဲ့တွက်ဇေယုံထဲမှာဘေကျင်းရှင်နဲ့ဇဝင်းရဲ့အခန်းကိုတခြားနေရာရွှေ့ပစ်တယ်။အဲဒီလောက်ထိမင်းအောင်လည်းဟာပီတရက်ရဲ့ဒရုံကိုကြောက်ပါတယ်တဲ့။ဘလောက်ထိတောင်ကြောက်သေးလဲဆိုရင်ခြောက်လုံးနဲ့အင်ရှိကအင်တော်ကြီးရဲ့ပက်ပက်လက်မှာဂျမ်းမဆက်နှလုံးတောင်တတ်ထားရှာပါတယ်။အဲမီလိုပင်ဆိုစေမြန်မာတမတော်ရဲ့ကာချုပ်ကြီးဟာဒရုံတွေကိုကြောက်လို့အင်သာတဲ့လေဝင်ပုံးခဲ့ရဖို့ပြီး လေရင်နဲ့လည်းညာကြီးအချိန်မတော်ထွက်ပြေးခဲ့ရဘူးပြီ။လိုင်ကောင်းနဲ့လည်းဝင်ပုန်းခဲ့ရဘူးပြီ။အခုနောက်ဆုံးဘောင်းမီထဲမှာပါတေးတွေထွက်ကြခဲ့ရဘူးပြီဆိုတော့နောက်တကဆိုရင်ဂျိန်းသေးပါပြီလို့ဆိုရတော့မှပဲဖြစ်ပါလိမ့်။ရေကိုကြောက်ရင်ရေနဲ့ပဲတေးရတဲ့တဲ့။အမင်းကိုကြောက်ရင်အမင်းကကြပြီးတေးရတတ်တယ်။အခုအချမ်းပတ်အရာစပွဲကောင်ကြီးမင်းအောင်လိုင်ကလည်းဗီဒီယိုတရဲ့ဒရုန်းကိုအကြောက်ကြီးကြောက်နေရတယ်ဗျာ။အဲ့ဒီတော့ပရိသတ်တွေရဲ့အဖြေကားဆိုပြီးရေးသားထားတာပဲဖြစ်ပါလိမ့်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဆုံးတီနားဆင်ခဲ့တဲ့တရင်ပတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းမိပါတရင်ဒေါ်လိုင်ဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။